င်္ဂလာပါရှင်မောတော့ချန်နယ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်တမရော့စစ်ကြောင်းတွေရဲ့ပြင်းထန်တဲ့တိုက်စစ်ကြောင်းအထိနာလီရဲ့ရှင်းနေရဲ့တရနန်လီနဲ့ပူပေါင်းအဖွဲ့တွေဟာကြောင်မဲမြို့ကနေစုတ်ခွာထွက်ပြေးနေရလို့သတင်းတွေထွက်ပေါ်နေပါတယ်ဒီရက်တပိုင်းထဲမှာတော့ကြောင်မဲမြို့ရဲ့လက်ရှိအခြေအနေနဲ့ပတ်သက်ပြီးတော့ဒေသခံတအူးကဗားရီပြောဆိုထားတဲ့လေဆိုအကိုဖော်ပြပေးသမှာဖြစ်ပါတယ်ဒီအစီအစဉ်လေးမစတင်ခင်မှာတော့မိုးတောက်ချန်နယ်ကို subscribe နဲ့အရင် share လေးလုပ်ပေးပါအောင်ရှင် ။ပြည်သက်ကြီးရင်တမရစေချောင်းကြီးရဲ့တိုက်စေချောင်းအထင်းနာလီရဲ့ရှင်းနေတဲ့တအောင်အကျန်းဖက်အနေကိုင်းတရန်နန်လီနဲ့ပူပေါင်းအဖွဲရီယာလက်ရှိချိန်မှာကြောင်မဲမြို့အတွင်ရှိ၎င်းတို့ရုံးတွေကိုပိတ်သိမ်းထားတယ်လို့သိရပါတယ်။တမရစေချောင်းကြီးရောအဂေါလာတတိယတရင်ဘက်အတွင် ခရိုင်မြို့ဖြစ်တဲ့ကြောင်မဲမြို့ကို အလုံးစုံပြန်လည်သိမ်းပိုင်နိုင်ဖို့တရန်နန်လီနဲ့ပူပေါင်းအဖွဲရီကို ထိုးစစ်စင်တိုက်ခိုက်ခဲ့ရာလက်ရှိချိန်မှာတမ်ဘရော့စစ်ကြောင်းတွေဟာကြောင်မဲမြို့နာကို တဖြည်းဖြည်းရောက်ရှိလာနေပြီးတော့မြို့ကိုပြန်လည်သိမ်းပိုက်နိုင်တော့မှဖြစ်ပါတယ်။တမ်ဘရော့စစ်ကြောင်းတွေရဲ့ထိုးစစ်အဟုန်ကိုတောင်းခံဖို့ကြိုးပမ်းခဲ့ပေမဲ့ TNL နဲ့ပူးပေါင်းအဖွဲ့တွေဟာတောင်းခံနိုင်စွမ်းမရှိပဲစကမ်းတွေတစ်ခုပြီးတစ်ခုလက်လွတ်ပေးခဲ့ရပြီးတော့လက်ရှိချိန်မှာကြောင်မဲမြို့အတွင်ရှိ၎င်းတို့ရုံးတွေကိုပိတ်ထားတယ်လို့ကြောင်မဲမြို့ကန်တအူးကပြောပါတယ်။ကြောင်မဲမြို့ကန်တအူးက မြို့ထဲမှာ TNL အဖွဲတွေကိုအရင်လိုမတွေ့ရတော့ဘူးမြို့ထဲမှာ TNL ရုံးတွေလည်းအကုန်ပိတ်ထားတယ်ကင်းပုံးတော့ရှိမလားမပြောတတ်ဘူး TNL အဖွဲဝင်တွေမြို့ထဲမှာတော်တော်လလာလောက်တာမျိုးမတွေ့ရတော့ဘူးခါတိုင်းဆို TNL အဖွဲဝင်တွေဟာမြို့အတွင်းမှာဟိုသွားတီသွားနဲ့ရုံးတွေလည်းဖွင့်ထားတယ်အခုတော့ TNL အဖွဲဝင်တွေဟာရုံးတွေလည်းပိတ်ထားသလိုဟိုသွားတီသွားလောက်တာမျိုးတွေမတွေ့ရတော့ဘူးတကယ်ပြေးပြီလားပုံးနေသေးလားတော့မပြောတတ်ဘူးဗျာ ရောင်းပိုင်းတွေက ဆုတ်သွားပြီးတိုက်ခိုက်ရေးပိုင်းကျန်နေအောင်မလားတော့တေချာတက်အပ်မပြောနိုင်ပါဘူးလို့ပြောပါတယ်။တီယန်နန်လီနဲ့ပူပေါင်းအဖွဲ့တွေဟာနောင်ချိုမြို့ကိုလက်လွတ်လိုက်ရပြီးနောက်ကြောင်မင်းမြို့ကိုလက်မလွတ်ရအောင် အခိုင်အမာခံစစ်တွေပြင်ပြီးတော့တမ်ရော်စစ်ကြောင်းတွေကိုရှင်းဆိုင်ခဲ့ပေမယ့်လက်တွေ့မြေပြင်တိုက်ပွဲတွေမှာတော့တမ်ရော်စစ်ကြောင်းတွေရဲ့တိုက်စစ်အဟုန်ကြောင့် TNL အောက်စီအဖွဲ့ဝင်တွေရဲ့အခြေအနေတွေဟာတနာကြာကောင်းတယ်လို့သိရပါတယ်။ တရနယ်လီအောက်ခြေအဖွဲဝင်တွေဟာတမရော်စစ်ကြောင်းတွေရဲ့ပြင်းထန်တဲ့တိုက်စီကိုခုခံနိုင်စွမ်းရှိမှာမဟုတ်ဘူးဆိုတဲ့အချက်ကို သိထားပေမဲ့လည်းတရနယ်လီအဖွဲခေါင်းဆောင်တွေရဲ့အမိန့်တွေကြောင့်အလကားတက်တက်တည်ဆုံပေးနေရတယ်လို့မျိုးဖြစ်နေရလို့ဆိုနိုင်ပါတယ်။ကြောင်မဲမျိုးကန်တဝူကစိတ်ထဲမှာလည်းအလိုလိုနေရင်းနဲ့တရနယ်လီအောက်ခြေပလောင်စစ်သားရဲဘော်ငယ်လေးတွေရဲ့အဖြစ်ကိုကြည့်ပြီးတော့တနာတယ်။အထက်လူကြီးအမိန့်ပေးတယ်လို့တိုက်လို့မနိုင်မင်းသိထားပေမဲ့လည်း ရားစရာမရှိအောင်စုပ်ပြက်နေတဲ့ယူနီဖောင်းစုပ်လေးနဲ့အသက်ပေးတိုက်ပွဲဝင်နေရတယ်။အဲ့ဒီ TNL အောက်ခြေတပ်ဖွဲ့ဝင်တွေရဲ့မိဘချစ်သူဇနီးမယားတာတာမိမိဘလောက်တောင်များစိတ်ခံစားနေရမလဲလို့၎င်းရဲ့လူမှုကွန်ရက်မှာသုံးသက်ရေးသားထားပါတယ်။ကြောင်မဲမျိုးမှာတိုက်ပွဲတွေဖြစ်လာခဲ့ပြီးနောက်ပိုင်းဒေသခံတွေကစစ်ပေးဆောင်ခဲ့ကြပြီးလက်ရှိချိန်မှာမြို့အတွင်းလူဦးရေသုံးပုံတစ်ပုံလောက်ပဲကျန်တော့တယ်လို့သိရပါတယ်။ကြောင်မဲမျိုးကန်တအူက လူတွေစစ်ပြီးရှောင်ကြတာများတယ်။မြို့ထဲမှာတော့တရနံလေးနဲ့ပူပေါင်းအဖွဲတွေဟာကင်ပုံရှိနေမလားတော့မပြောတတ်ဘူး။တရနံလေးအောက်ကြီးအဖွဲဝင်တွေရဲ့အခြေအနေတွေကတနာစရာကောင်းနေ။တရနံလေးနဲ့ပူပေါင်းအဖွဲဝင်တွေဟာကိုယ့်ကိုအာမပေးမထောက်ခံတယ်လို့ကိုနဲ့လည်းမသက်ဆိုင်တဲ့နေရာမှာဆက်မနေတာကတော့သူ့ဘက်ကိုဘက်ပြီးသူ့ဘက်အလုံးအတွေ့ကောင်းပါတယ်။ကြောင်မဲမျိုးဟာပလောင်မျိုးမဟုတ်ဘူး။2010 2015နဲ့2020ကရွေးကောက်ပွဲရလဒ်တွေနဲ့ 2014ခုနှစ်ကကြောင်မဲတက်ကောင်စင်းကိုကြည့်ရင်အဖေကထွက်ပြေးတာပါကြောင်မဲမျိုးဟာပလောင်နဲ့ဘာမှကိုမသက်ဆိုင်တာပါလို့ပြောပါတယ်ကြောင်မဲမျိုးမှာဖြစ်ပွားလျက်ရှိနေတဲ့တိုက်ပွဲတွေကြောင့်ပြည်သူတွေရဲ့အသက်အိုးအိမ်စီးစိမ်ထိခိုက်ပျက်စီးရာမျိုးမဖြစ်အောင်ထဲ့သွင်းစဉ်းစားမှာဖြစ်တယ်လို့ TNL အဖွဲ့ရစုတ်စရာရှိရာကိုတတိရှိရှိစုတ်ပါလို့တိုက်တွန်းတောင်းဆိုခြင်းနဲ့လို့ကြောင်မဲမျိုးကန်တဝူကပြောပါတယ်ကြောင်မဲမျိုးကန်တဝူကပလောင်တပုံအဖွဲ့ဖြစ်တဲ့ TNL ဟာ အရှိတရာပကတိအခြေအနေတွေကို လက်ခံပြရမှာဖြစ်ပါတယ်။စီးရင်မှာတက်ချင်ရှိသလိုစုပ်ရချင်းလည်းရှိပါတယ်။တရားနယ်လေးဟာတက်ရချင်းမှာတက်ပြီးသွားပြီးအခုချိန်မှာပြည်သူလူထုအတွက်ကိုငင်းညာထောက်ထားတဲ့အနေနဲ့စုပ်စရာရှိရာကိုတတိရှိရှိစုပ်ပါလို့တိုက်တွန်းပါတယ်။ပြည်သူလူထုချွေးနှဲစာနဲ့စူးစားပြီးရှာဖွေထားတဲ့အိမ်လေးတွေကိုမထိခိုက်မပျက်စီးစေခြင်းဘူးတကုတ်ကုလောက်တော့မယ်ဆိုရင်ပြည်သူလူထုကိုထဲသွင်းငင်းညာစဉ်းစားပေးဖို့ နှစ်ဖက်လက်နက်ကန်အဖွဲ့တွေကိုလေးလေးနက်နက်တောင်းဆိုကြင်တယ်လို့ပြောပါတယ်။ကြောင်မဲမျိုးကန်တွေဟာ TNL အဖွဲ့တွေကိုလူလားနှစ်သက်မှုမရှိတဲ့အတွက်ပြီးခဲ့တဲ့ရက်ပိုင်းမှာစန္ဒာပြနှင်ထုတ်တာပြီးရှိခဲ့တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကကြောင်မဲမိုင်းလုံးလမ်းမကြီးပေါ်ရှိမိုင်းတင်းအုပ်စုပိန်းခါကြီးပါစတင်ကျောင်းမှာစကန်းလာရောက်ချထားတဲ့ TNL တပ်ဖွဲ့တွေကို နေရာရွှေ့ပြောင်းပေးဖို့ဒေသခံပြည်သူတွေက တောင်းဆိုစန္ဒပြခဲ့တယ်လို့သိရပါတယ်။ ဒေသခံတအူကရမ်းပြည်မြောက်ပိုင်းကြောင်မဲခရိုင်ကြောင်မဲမြို့နယ်မိုင်းတင်ကျေးရွာအုပ်စုထဲမှာတရနန်လေးပလောင်တပ်ဖွဲ့ကို၎င်းရဲ့အရာကြီးဂိတ်စခန်ဖယ်ရှားပေးဖို့ရမ်းမီရဖကျေးရွာလူတို့ကအကြိမ်ကြိမ်တောင်းဆိုခဲ့ပေတဲ့အကြောင်းပြချက်တော့စစ်ပွဲအရှိန်ပြင်းထန်နေချိန်မှာမြန်မာစစ်တပ်ကတရနန်လေးပလောင်တပ်ဖွဲ့ကို အကြမ်းဖက်တောင်းကျမ်းသူအဖြစ်တရားဝင်ကြေညာတက်မှတ်ထားပြီးရွေးကောက်ပွဲမတိုင်ခင်ထိုးစစ်စင်အပြုတ်တိုက်ဖို့ စီရေးစီမံချက်ရေးဆွဲထားကမိုင်းတင်ကျေးရွာအနီးပလောင်စစ်သားတွေရှိနေရာကြောင့် MAF လီတက်ကပုံကျဲတိုက်ခိုက်မှုပြင်းမှတ်မဖြစ်ပွားစေဖို့ကျေးရွာလူတို့သွေးစည်းညီညွတ်မှုစူပေါင်းခွန်အားနဲ့တရနယ်လီပလောင်လက်နက်ကင်တပ်ဖွဲ့အပေါ်တို့အရေးတို့အရေးအော်ဟစ်မောင်းထုတ်ခဲ့ပါတယ်။နောက်ဆုံးကြားသိရသလောက်တရနယ်လီပလောင်လူကြီးတွေက မိုင်းတင်ကျေးရွာအုပ်စု ရှမ်းပဲပုတ်တွေငါတို့အပေါ်အိုမဲတော့အဆက်ကွဲမျက်နှာပြက်စေတဲ့အတွက် ဒီလူတွေဟာအစိုးရအမာခံတွေဘာညာနဲ့ဆွဆွဲပြောဆိုလာတယ်လို့လက်နဲ့မဲ့တဲ့ဂျေးရွာလူတို့ရှမ်းပဲပုတ်နောက်ွယ်မှာ SSPB SSA အုပ်စုဘေးပယောကလက်မဲကြီးပါဝင်တယ်လို့ဒေါသထွက်ပောက်ကွဲနေပါတယ်တို့ဖြစ်ပါတဲ့အတွက်လက်နဲ့မဲ့ရှမ်းလူတို့တွေကို TNL ပလောင်တပ်ဖွဲ့ကလက်နဲ့အားကိုပြီးအင်အားသုံးမလိမ့်တပတ်ထိပါလာရင်ရှမ်းလူတို့တမျိုးသားလုံးသေးစိညညွတ်မှုပြတာက စူပေါင်းခွန်အားနဲ့စန်းကျင်တွန်းလှန်တိုက်ထုတ်ပစ်ဖို့လိုအပ်ရင်ကျေးရွာပြည်သူစစ်ယူနစ်ပုံစံဖွဲ့စည်းလေးကျင့်ထားဖို့ကိုအားကိုကိုကာကွယ်နိုင်ဖို့နီလန်းရှောင်ဖွေတင့်ကြောင့်တိုက်တွန်းချင်ပါတယ်လို့၎င်းရဲ့ Facebook လူမှုကွန်ရက်မှာရှင်းသားဖော်ပြထားပါတယ်။စာတင်ကြောင်းတွေမှာတရနန်လီပလောင်လက်နဲ့ကိုင်းတပ်ဖွဲ့တွေအခြေပြုတက်ဆွဲနေခြင်းဟာနိုင်ငံတကာဥပဒေတွေကိုချိုးဖောက်တာဖြစ်တယ်လို့တရနန်လီပလောင်လက်နဲ့ကိုင်းတပ်ဖွဲ့တွေလုံးသမျှငြိမ်းချမ်းမှာမဟုတ်ဘူးလို့ ကြောင်မဲမျိုးကံတအူကပြောပါတယ်။ကြောင်မဲမျိုးကံတအူကငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခြင်းဆိုတာဒီမိုကရေစီကပေးတဲ့အခွင့်အရေးပါ။ပြောတော့ Federal Democracy ကိုလက်ခံတယ်။ Federal Democracy ရရှိရေးဆိုအပြောတစ်မျိုးအလုပ်တစ်မျိုးလား။အခုဒေသခံပြည်သူလူထုကငြိမ်းချမ်းစွာစုဝေးဆန္ဒထုတ်ဖော်တာကိုဘာတွေဖြစ်နာကြနေရလဲ။ကလေးတွေရဲ့ကြေးပါမူလာတန်းစာတင်ကြောင်းကိုစစ်စကန်အဖြစ်တက်ဆွဲဖို့နိုင်ငံတကာဥပဒေပြည်တွင်းဥပဒေနဲ့ခမည်းတော်ဖွဲ့စည်းဥပဒေတွေက တရားဝင်ခွင့်ပြုပေးထားလို့လာလို့ဝေဖန်ပြစ်တင်ခဲ့ပါတယ်။ကြောင်မဲမျိုးကန်တွေကပြီးခဲ့တဲ့ရက်ပိုင်းကလည်းကြောင်မဲမျိုးနယ်မိုင်းတင်ကြီးွာအုပ်စုအနီးကတရားနယ်လီဆက်ကြီးကောက်ခံရာစစ်စည်ရေးဂိတ်တွေကိုဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။ကြောင်မဲမျိုးတိုက်ပွဲနဲ့ပတ်သက်ပြီးတရားနယ်လီအကြမ်းဖက်လက်နက်ကအဖွဲ့ရဲ့အခြေအနေတွေဟာမျိုးကန်တွေကမထောက်ခံခြင်းထောက်ပိုးနဲ့လက်နက်ခိုင်ရန်လိုအပ်မှုရှိခြင်းတမ်ဘရိုစစ်တောင်းတွေရဲ့ပြင်းထန်တဲ့တိုက်စစ်ကို ခုတ်ကန်နှိုင်ဆွဲမရှိခြင်းစတဲ့အခြေအနေမျိုးတွေရင်ဆိုင်နေရတဲ့အတွက်တရနန်လေးရဲ့အောက်ခြေတပ်ဖွဲ့ဝင်တွေဟာအလကားတက်တက်အသက်အသီးမခံဘဲလက်နဲ့ကြအလင်းဝင်ခြင်းကသာ၎င်းတို့အတွက်အကောင်းဆုံးဖြစ်ဝင်ရှိနေပါတယ်။ပရိသတ်ကြီးရဲ့တောင်မဲမျိုးကန်တွေကတရနန်လေးအဖွဲ့တွေကိုစန္ဒပြနေတဲ့ရုပ်တံဖိုင်းကိုလည်းထပ်မံဖော်ပြပေးလိုက်ပါရဲ့ရှင်။ มาสูงอันพี่น้องเขาเลยหันกันอยู่ยามเหลียวในก่ออันนั้นก็จะเป็นในวันที่เศร้าแปดวันเก่าเดือนปีสองแห่งเศร้าหาค่ะนะ อันนั้นก็จุ่มซึกที่เอียนเอลอีเขาก็อันอยู่ไว้เนื้อเป็นค่าสังสิงต้มจ้องชาสังสิงเต้นนั่นเลยนะอ่าต้มจ้องอันเป็นอาชีคามปิญญามูลาดันเจ้าสังสิงตากว่าเต้นนั่นในก่ออ่า ไล่ถอนซึกออกกว่ามวดยาวย้อนเบว่าพี่น้องใต้เมืองต่างเฮาขาได้เป่งขาอ่อนกันกอดทุกย้อนพ่อมเจงเป่งปากเป็นน้ำหนึ่งเจอเร็วกันเสกอดทุกย้อนเขาอ่าไล่สุดถอยออกกันกว่ามวดยาวมีสังเอ๋อมื่อเลี้ยงนักจ้องเสียสังเชิงยาเคคันปิญญามูลาด้านเจ้าตัวในก็มีสังกายเอานะอันนี้ค่เฮาดูไล่พ่อมกันเฮาดูไล่เป็นน้ำหนึ่งเจอเร็วกันผมให้พี่น้องคนเมืองเขานะ ไอ้ก็อย่าปีว่าจีอีก็อย่าปีว่าเผาเข้าก้นหวานหน้าเดียวก้นหวานเมืองเดียวกันอย่าปีขึ้นญาติเตากันเข้าหลุดได้เป็นน้ำหนึ่งเตาเดียวกันเอากันว่าป้ากันเป็นเขาเย็นเป็นเขาหุ่นน้ำขุนเป็นน้ำใสนั่นน่ะเข้าหลุดได้พร้อมกันทุกย้อนเขาออกพร้อมทุกย้อนเขาออกซ้ำตีมาหนาก้นเมืองซ้ำตีมาหนาเฮือนเย็บผมเอกพี่น้องก้นเมืองหนาก้นเมืองแถงที่พิกนั่งขนาดอันนี้ได้ก่อนไล่สุดถอยออกความมดยาว มีสังขายาวนะออกความมดยาวไม่ในไว้วันค่ะนะ เฮียนคูเฮียนเล่งเขาความบนเยาค่ะมาสูงค่ะ Thank you. เออบ่เฮ็ดไดมันแรงกันนั่นนะ Mình là rau chả hả? Đúng không? Ừ.